ားလုံးမင်္ဂလာပါကျွန်တော်ဟန်သာဝတီ channel နဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျာရင်ဗီဒီယိုမှာတော့ကျွန်တော်ချက်ကရီမင်းဆက်ရဲ့ယာမ6အကြောင်းတောင်တီကိုပြောထားတာပါเนาะအခုဗီဒီယိုမှာတော့ဘယင် browser ဒီပတူမဟုတ်ဒီယာမ9ပေါ့เนาะချက်ကရီမင်းဆက်ရဲ့တတမမြောက်ဘယင်အကြောင်းလင်ပြီးတော့စပြောသွားမှာပါခင်ဗျာသူကချူလာလောင်ကုန်းဘယင်ကြီးရဲ့အငယ်ဆုံးသားပါဒီဘယင်နဲ့တက်တာ1925နေပြီးတော့1935ခုနှစ်ဆိုတော့ကိုလိုနီဖြစ်နေတဲ့ဒေသတွင်ပေါ့နော်အင်္ဂလိပ်နိုင်ငံတွေက ကိုလိုနီလက်အောက်ကနေပြီးတော့ရုံထွက်ဖို့ကြိုးစားနေတဲ့အချိန်ထိုင်းနိုင်ငံမှာလည်းနိုင်ငံရေးအပြောင်းအလဲတွေကိုလိုလားနေတဲ့အချိန်ပါသူလက်ထက်မှာပဲထိုင်းနိုင်ငံကအကျွမ်းမဲ့ဘီရင်အုပ်ချုပ်တဲ့စနစ်ကနေပြီးတော့အာစီမင်းခံဘီရင်စနစ်ကိုပြောင်းလဲသွားခဲ့တာပါလူလူကူပြောင်းလဲသွားခဲ့တာတော့မဟုတ်ပါဘူးခင်ဗျာဒီအကြောင်းအတိပို့ဆိုလို့ရှိရင်1925 1935ပေါ့နော်သူ့လက်ထက်ဝန်ကျင်ကာလလောက်ကိုပြန်သွားကြည့်မှရအောင်ပါခင်ဗျာ ရင်သူ့အကိုရာမ6ကအမျိုးသားရေးသမားဖြစ်တဲ့အတွက်ပြည်သူတွေထဲမှာတင်မကြိုက်တဲ့လူတွေပေါ့နော်များလာတယ်လို့ပထမကဘာစစ်ကာလကဘာစီဝိုင်းအချိန်တွေကတိတ်မကောင်းတဲ့အထက်ဘရင်တွေဆိုတော့ပေါ့နော်တိကျအတိုင်းပဲအုံဖြုံနဲ့ပတ်သက်ပြီးတော့များတဲ့ခါကျတော့ဘရင်စနစ်ကိုပြည်သူတွေကမေကွန်ထုတ်လာတဲ့အချိန်မှာဘရင်ဩဇာကျလာတဲ့အချိန်မှာပေါ့နော်ယာမ9ဘရာဇာတီပါကနေပြီးတော့မထင်မှတ်ဘဲနဲ့ရုတ်တရက်ဘရင်ဖြစ်လာခဲ့တာပါ သူဖြစ်ရင်ဖြစ်လာတဲ့အချိန်မှာဥရောပနိုင်ငံကပြန်လာတဲ့ဒီစစ်ဘက်အရက်ဘက်ပေါ့နော်ပညာတော်တင်တွေကလည်းထိုင်းနိုင်ငံထဲမှာအများပြားရောက်ရှိနေတဲ့အချိန်မှာခင်ဗျာဆိုတော့အနောက်နိုင်ငံကစီမင်းခံဘီယင်စနစ်ကိုထိုင်းပြည်သူတွေကပေါ့နော်ပညာတတ်လူငယ်တွေကသဘောကျနေကြတဲ့အချိန်မှာပြီးသူကိုယ်တိုင်ကလည်းပဲစီမင်းခံဘီယင်စနစ်ကိုပေါ့နော်သဘောကျပါတယ်သူကလည်းပဲဗီတိန်တို့ပြင်သေးတို့မှာပညာတင်ပြီးပြန်လာတဲ့ပညာတတ်ဘီယင်တစ်ပါးပါပဲဒါကြောင့်လည်းပဲသူကစီမင်းခံဘီယင်စနစ်ကိုကြည့်တော်မှုအတွက်၃ချိန်လောက်နိုင်တွင်းမှာပေါ့နော် အဆိုပြုခဲ့ပါတယ်ဒါပေမဲ့စီယူဆွဲနန်းတွင်းအရာရှိတွေနဲ့မင်းကြီးမင်းသားတွေကလက်မခံတဲ့အတွက်ကြောင့်မလို့သူရဲ့ဒီစီမင်းကန်ပြင်းစနစ်နဲ့တွားခြင်းနဲ့ပုံစံပေါ့နော်အထမမြောက်ခဲ့ဘူးလို့ဆိုရတယ်ဒီကြားထဲ1929ခုနှစ်အမေရိကန်မှာဒီစတော့ဈေးကွက်ပြိုလဲပြီးတော့စီးပွားပြက်ကက်ဖြစ်တဲ့အခါကျတော့ထိုင်းနိုင်ငံမှာလည်းအလုတ်ကိုင်းတွေရှားပါစရုပ်တွေပိတ်သိမ်းလာကြတယ်အဲ့တော့ပြည်သူတွေကဒီအကျွမ်းမဲ့ဘင်းစနစ်ကိုပေါ့နော်အခုလိုမျိုးစီးပွားရေးကျက်တဲနေရတာဒီစနစ်ကြောင့်ဆိုပြီးတော့ မြင်လာကြပါတယ်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းကမ္ဘာစီးပွားပြက်ကတ်ကြောင့်အလုတ်ကင်တွေရှားပါပြီးတော့ကုန်စည်နှုန်းတက်လာတာကြောင့်1930မှာကလာဘမှာအရေးခင်ဖြစ်ခဲ့တယ်လို့နောက်ပိုင်းပေါ့နော်1938ခုနှစ်မှာလည်းရေနံမြေတပိတ်အထိကိုဖြစ်ခဲ့တာပါဒီမှာသတိထားစရာတစ်ခုကဒီနေ့ခေတ်ကမ္ဘာဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တဲ့အချိန်နဲ့တူနေတာရှိပါတယ်အမေရိကန်နိုင်ငံစီးပွားရေးအပြောင်းအလဲနဲ့ကမ္ဘာစီးပွားရေးအပြောင်းအလဲတွေကြောင့် နိုင်ငံတိုင်းကစီးပွားရေးမတည်ငြိမ်မှုတွေဖြစ်လာပြီးတော့လူထုအုံကြွမှုတွေနဲ့အမျိုးသားရေးစိတ်ဓာတ်တွေဆုံးရောက်လာတာဒီနေ့ကမ္ဘာမှာလည်းပြန်တွေ့လာရပါတယ်ဒါကတော့စိတ်မကောင်းစရာပဲပေါ့နော်ထိုင်းနိုင်ငံမှာကျတော့1932ခုနှစ်ကျမှတွင်းပြည်မှာကြတဲ့တော်လှန်ရေးဖြစ်ပြီးတော့အကျွမ်းမဲ့ဘရင်အုပ်ချုပ်တဲ့စနစ်ကနေပြီးတော့စီးမင်းခံဘရင်စနစ်နဲ့အုပ်ချုပ်တဲ့ပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်ဒီမှာလည်းပဲဘလူတော်လှန်ပြီးတော့ဘရင်အာဏာကိုတိုင်းငင်လေဆိုတာကိုနည်းနည်းလေးပြောပြပါမယ်ဒါကနောက်ပိုင်းထိုင်းနိုင်ငံကြီးမှာ အရေးကြီးလို့ပါခင်ဗျာ1932ခုနှစ်ဇွန်လ24ရက်နေ့မှာခနာရစ်တန်လို့ခေါ်တဲ့ပီတူပါတီပေါ့နော်ပါတီဆိုတာထက်အာပီတူအဖွဲ့လို့ပြောလို့ရမှာပေါ့နော်မြေအောင်အဖွဲ့ပုံစံမျိုးလီယိုဝက်ဖွဲ့စည်းပြီးတော့ဘီယင်အာနာကိုတင်လိုက်ကြတာပါအဲ့ဒီအဖွဲ့ကိုဦးဆောင်တာကအနောက်နိုင်ငံမှာပညာသင်လာတဲ့လူငယ်တွေနဲ့စစ်ပတ်ဆိုင်ရာအရာရှိတွေပါအဲ့ဒီထဲမှာလည်းပဲအမျိုးသားရေးစစ်တပ်ပြင်းထန်ပြီးတော့အရေးချင်းတကယ်ရှိတဲ့ဖြီးပုံဆောင်ခရုံးဆိုတဲ့စစ်ကောင်းဆောင်လည်းပါပါတယ် သူကပြင်သစ်မှာစစ်ပညာသင်ရင်းနဲ့ဒီနိုင်ငံရေးအပြောင်းအလဲလုပ်ချင်တဲ့လူငယ်တွေနဲ့ချိန်ဆမိသွားတယ်လို့ဆိုပါတယ်။သူကအဲ့ချိန်ကဗန်ကောက်မြို့ဝန်ကျင်ကိုတာဝန်ကျတဲ့စစ်အရာရှိပါ။အဲ့ဒီ1932ခုနှစ်ဇွန်လ24ရက်နေ့ကဘရင်ကဗန်ကောက်နန်းတော်မှာမရှိနေပါဘူး။ထိုင်းနိုင်ငံအနောက်ဘက်မှာရှိတဲ့ဝါဟင်လို့ခေါ်တဲ့ဒီပင်လယ်ကမ်းခြေအပန်းပြေစခန်းမှာပေါ့နော်။ဘရင်ကအနားယူနေတာပါ။ကျွန်တော်တို့မှဆိုရင်တော့ဒီယာယီစံအိမ်လို့ဒီ ဟိုနန်တို့ပုံစံမျိုးပေါ့နော်အခုချိန်ကြီးလည်းအဲ့ညားလည်းရှိနေပါသေးတယ်တချို့နေရာတွေကိုတော့ပြတိုက်လောက်ထားပြီးတော့တချို့နေရာတွေကိုတော့ဒါဝင်ခွင့်မရှိသေးဘူးပေါ့နော်ဆိုတော့ဘရင်ကမျိုးတော်မှာမရှိခိုက်မျိုးတော်ကိုတာဝန်ယူတဲ့စေရရှိငယ်တွေနဲ့အပြောင်းလဲကိုလူလာနေတဲ့လူငယ်တချို့ကနေပြီးတော့အရေးပါတဲ့နေရာတွေကိုစီးနင်းပြီးတော့ဘရင်ကိုစီးမြင်ခံစနစ်နဲ့ပေါ့နော်လက်ခံဖို့ဖိအားပေးတာပါအဲ့ဒီနေ့မှာပဲဖြေဖို့ဆောင်ခရန်ဆိုတဲ့စေရရှိကနေပြီးတော့ပေါ့နော်နောက်ပိုင်းသူကဝင်ကြီးချုပ်ဖြစ်လာတာပေါ့နော်ဒါသူကနောက်ပိုင်းထိုင်းနိုင်ငံကြီးမှာအရေးပါတဲ့လူတယောက်ဖြစ်လာခဲ့ပါတယ်သူကနေပြီးတော့ဘန်ကောက် မျိုးတော်ခမ်းမရှိမှာဒေါ်လာကြီးကြီးညာချက်ကိုဖတ်ကြားခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ဘီယင်စနစ်ကိုဖျောက်ချတာမဟုတ်ပဲနဲ့စီမင်းခန့်ဘီယင်စနစ်ကိုထူထောင်ရန်ရည်ရွယ်ကြောင်းကိုလည်းပဲပြည်သူတွေကိုရှင်းပြရတယ်။နောက်တစ်ခါလက်ရှိဒီဘီယင်စနစ်ကပေါ့နော်နိုင်ငံအတွက်ငွေကြီးအကုန်ကြတာများပြီးတော့ပြည်သူတွေရဲ့အခွန်ကိုလည်းပဲအလွဲသုံးစားလုပ်နေတယ်ဆိုပြီးတော့ဆွဆွဲပါတယ် ပြီးရင်ဘယင်ကိုနန်းဆို့ဖို့တောင်းဆိုတာမဟုတ်ဘူးတော့ဖွဲ့စည်းပုံအောက်ကနေပြီးတော့ဘယင်အုပ်ချုပ်ဖို့အတွက်တောင်းဆိုတာအရင်ကတော့ဘယင်ကကြတော့ဘယ်လိုလဲဆိုတော့တရားရုံးနေပါတယ်ရှိတယ်ဆိုပေမဲ့ဖွဲ့စည်းပုံနေပါရင်တတိတိချာမရှိသေးပါဘူးအဲ့တော့ဘယင်ကိုဖွဲ့စည်းပုံအောက်ကနေပြီးတော့ဖွဲ့စည်းပုံတိုင်းအုပ်ချုပ်ဖို့ဒါတောင်းဆိုတာဆိုပြီးတော့ပြောပါရခင်ဗျာအဲ့တော့ဘယင်ကရွေးစရာနှစ်ခုဖြစ်လာပါတယ်ဟုတ်သူကိုယ်တိုင်ကအုပ်ချုပ်ရင်မျိုးတော်မှမရှိနေပါဘူးအဲ့မျိုးတော်ကဒီတခြားအရာရှိနေတဲ့လူငယ်တွေကတိမ့်လိုက်ပြီ ဒီအရာရှိတွေကလည်းပဲဒီအဓိကကြတဲ့စစ်ယုံတွေဆက်သွေးယုံတို့မျိုးပြီးလို့ရှိရင်နန်းတွင်းကပေါ့နော်အရေးပါတဲ့သူတွေရဲ့အိမ်တွေကိုလည်းပဲဝိုင်းထားပါအခြေချုပ်ပုံစံနဲ့ဖမ်းထားတာပေါ့နော်အဲ့လိုလောက်တာပြီးသားပဲဘာမှလုပ်လို့မရတော့ဘူးပြင်ကသူကရွေးချယ်စရာနှစ်ခုရှိပါတစ်ခုကတော့အခုတော်လိုင်းသမားလူငယ်တွေပေါ့နော်တောင်းဆိုတာကိုလိုက်ရောပြီးတော့စီမင်းခံဘရင်စနစ်နဲ့အုပ်ချုပ်မှလာဒါမှမဟုတ်လို့ရှိရင်ဒါအရာရှိငယ်တွေပဲစစ်တပ်တက်လုံးကဒါတော်လန်တာမဟုတ်ပြီးတော့ဒီမျိုးလေးမှရှိတဲ့ဒါအဓိကပေါ့နော်မျိုးတော်မှရှိတဲ့စစ်ရာရှိတွေက ထိန်းချုပ်လိုက်တာအဲ့တော့ဒီယာရှိတွေကိုပြန်တိုင်းမှာလာပါတော့ဘယ်ရန်ကြတော့နံပါတ်1ကိုယူချစ်လိုက်ပါလားဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကအရင်ထဲရပါတော့မင်းကြီးမင်းသားတွေကိုသူကတင်ပြခဲ့ဘူးတဲ့စီမင်းခန့်ပြင်စင်းနဲ့တွားချင်းကြောင်းဘာဖြစ်လို့သူကဗြိတိရှားလိုပြင်တဲ့တော့မှပညာသင်လာတဲ့အတွက်ကြောင့်မလို့ဒီရေရှားနိုင်ငံစီမင်းခန့်ပြင်စနစ်ကိုနားလေပုံရတယ်အဲ့တော့သူကိုယ်တိုင်လည်းပဲဒီစနစ်ကိုအရင်မဟုတ်တော့မှတော့အနေအချင်းလက်ခံနေတယ်လို့ယူဆလို့ရတယ်နောက်တစ်ခုကကျတော့ပြည်သူတွေပါပြည်သူတွေကကျတော့ အဲ့ဒီအချိန်မှာအပြောင်းလဲလိုချင်နေပါတယ်စီးပွားပြက်ကက်တွေဘီယင်စနစ်ရဲ့ဒါအတုံးမြုံကြီးမှုတွေじゃပေါ့နော်ပြီးသူရဒုက္ခရောက်နေကြတဲ့ခါကျတော့အပြောင်းလဲတစ်ခုလိုချင်နေပါတယ်ဘလို့ပဲပြောင်းလဲပြောင်းလဲအပြောင်းလဲတစ်ခုကိုမျောလင်းနေကြတဲ့အချိန်မှာအဲ့တော့ဘီယင်စနစ်ကိုတိတ်မကြိုက်ကြတဲ့အချိန်ပေါ့နော်နောက်ဆုံးတစ်ချက်ကျတော့ तू ကပညာတတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတွင်စမဖြစ်ချင်တာပါတကယ်လို့ तू ကအခုဘကောင်းမျိုးကိုတင်ထားတဲ့ စစ်ကောင်ဆောင်တွေပေါ့နော်စစ်အရာရှိတွေကိုပြန်တိုက်မယ်ဆိုလို့ရှိရင်တိုက်လို့ရနိုင်တဲ့အနေအထားရှိပါတယ်။ဘယင်ဆိုတာအဲ့ဒီချိန်ကနိုင်ငံအကြီးကြီးစစ်ကောင်ဆောင်စစ်တပ်သူ့အောင်မှာလို့ရှိတာပါ။ဒီသာတိန်းတာကြောင့်ဒီမျိုးမှရှိတဲ့အဓိကကြတဲ့မျိုးမှရှိတဲ့အရာရှိငယ်တွေကစုပြီးတိန်းတာပါ။တခြားမျိုးကစစ်သားတွေနဲ့ပေါ့နော်။ဒါပြန်တိုက်မယ်ဆိုတိုက်လို့ရပါတယ်။ဒါပေမဲ့တိုက်မယ်ဆိုရင်တော့ပြည်တွင်းစစ်ဖြစ်မှာပါ။အဲ့တော့ဘယင်ကနေပြီးတော့ပြည်တွင်းစစ်ဖြစ်မှာအောင်မလိုလားလဲပါတယ်။နောက်တစ်ချက်ကြတော့သူကိုယ်တိုင်လည်းပညာတတ်ဖြစ်တဲ့အတွက်ကြောင့်မလို့စီမင်းကံဘယင်စနစ်ကို သဘောကျတယ်လည်းပါတာပေါ့နော်သူကရန်အရင်တည်းကကစီမင်းကံဘင်းစနစ်နဲ့သွားဖို့အတွက်နန်းတွင်းမှာပေါ့နော်တင်ပြခဲ့ဘူးတာရှိတာ ਉਹ အဲ့တော့အဲ့ဒါကြောင့်လည်းပါမယ်နောက်တစ်ချက်တော့ပြည်သူတွေကစီးပွားအကျက်တဲကြပေါ့နော်ကြောင်းလေးကိုလိုချင်နေတဲ့အချိန်ဆိုတာကိုသူကသိတဲ့အတွက်ကြောင့်မလို့ပေါ့နော်လိုက်ရခဲ့တယ်လို့ယူဆရပါတယ်အလိုနဲ့ဒီအာနာတဲမှုကလွယ်လွယ်ကူကူပဲပေါ့နော်ဘရင်က1932ခုနှစ် ဂျွန်လာ20နဲ့6ရက်နေ့မှာပဲလက်ခံလိုက်ပါတယ်အဲဒီမှာပြောစရာနောက်တစ်ခုရှိပါတယ်အဲ့ဒီချိန်တုန်းကပြည်သူတွေအကုန်လုံးကပြည်ရင်စနစ်ကိုပြောင်းလဲချင်းနေတာလားအခုအာဏာသိမ်းတဲ့စစ်တပ်တွေမှာရောနောက်တစ်ခါနိုင်ငံခြားပြန်လာတဲ့လူငယ်တွေတွေမှာရောပေါ့နော်ပြည်ရင်စနစ်ကိုအခုပုံစံမျိုးသွားချင်းနေတာလားဆိုတော့မဟုတ်ပါဘူးတချို့တွေကပြည်ရင်စနစ်ကိုကြိုက်တဲ့လူတွေအများကြီးရှိပါတယ်ဒါဆိုဘာဖြစ်လို့ဒီအာဏာသိမ်းမှုကအောင်မြင်လဲဆိုလို့ရှိရင်အာဏာသိမ်းတော့လူလာတဲ့ဒီပြည်ရင်စနစ်ပေါ့နော်စီးမင်းခန့်စနစ်နဲ့လူလာတဲ့အဖွဲ့အစည်းတွေကတကယ်လုံးလုံးပါတယ် သူတို့လူချင်းတဲ့ပုံစံသူတို့လှုပ်ယူတယ်ထိန်ချုပ်စရာရှိတာကိုထိန်ချုပ်တယ်ဖမ်းစရာရှိတဲ့လူကိုဖမ်းတယ်ဒါပေမဲ့ဘုရင်စနစ်ကြတယ်ဒါမှမဟုတ်ရင်အခုလိုအာဏာသိမ်းတဲ့အရာမဖြစ်သင့်ဘူးလို့ယူဆတဲ့စစ်ကောင်ဆောင်တွေပြည်သူတွေဥပဒေပညာရှင်တွေနိုင်ငံခြားပြန်လာလူတွေအများကြီးရှိပါတယ်သူတို့ကကြတော့ဒီစနစ်ကိုတော့မကြိုက်ဘူးဒီလိုအာဏာသိမ်းတာတော့မကြိုက်ဘူးဒါပေမဲ့အဲ့ဒီအာဏာသိမ်းတဲ့လူနဲ့လည်းမပူပါအောင်ဒီတိုင်းပဲရဲကြည့်နေကြတာပါအဲ့ဒါကြောင့်မလို့အာဏာသိမ်းမှုကအောင်မြင်သွားတာပါတကယ်လို့များပါတော့ဘုရင်အားသာလေးဟာအာဏာသိမ်းတာကိုလက်မခံဘူးကွာတိုက်ဝင်ခွာဆိုရင်လည်းပဲတိုက်လို့ရနိုင်တဲ့အနေအထားရှိပါတယ် ဒီတူမတာငါမတာအနေထားမှာရှိနေတာပေါ့နော်အဲ့ဒီချိန်ကဒါမဲ့လေဘီရင်ကမတိုက်တော့တော့ကြောင့်မလို့ကုနာကဒီလိုအာနာသိမ်းပြီးတက်လာတာကိုမကြိုက်ဘူးဆိုပေမဲ့လက်ခံလိုက်ကြတာပါအဲ့လိုနဲ့ထိုင်းနိုင်ငံလေးပဲ1932ခုနှစ်မှာတော့အစဉ်ဆက်ပေါ့နော်ဘီရင်ကတာလင်းအဓိကအုပ်ချုပ်လာတဲ့စနစ်ကနေပြီးတော့စီမင်းခံဘီရင်စနစ်ကိုပြောင်းသွားပါတယ်ဖွဲ့စည်းပုံနဲ့အုပ်ချုပ်တဲ့ဘီရင်စနစ်ကိုပေါ့နော်ပြောင်းလဲသွားခဲ့ပါတယ်ခင်ဗျအဲ့လိုနဲ့ဘီရင်ကလည်းပဲ1932ခုနှစ်မှာပေါ့နော်နိုင်ငံရေးအပြောင်းအလဲတွေကြုံရပြီးတဲ့နောက်ပိုင်းမှာ 1935ခုနှစ်ရောက်တဲ့အချိန်မှာတော့ထိနေအောင်ဆွန့်သွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ဒွေးစရာလေးတွေရောက်လာပါတယ်။ပထမတစ်ချက်ပေါ့နော်သူစိတ်ထဲမှာလဲကတိကအောင်ဖြစ်သွားမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်အရင်တုန်းကငါစီမင်းကစနစ်နဲ့သွားချင်တယ်လို့ပြောတော့ကမင်းကြီးမင်းသားတွေနဲ့နန်းတွင်းကပေါ့နော်အရာရှိတချို့ကလက်မခံခဲ့တဲ့အတွက်ကြောင့်မလို့စီမင်းကပုံစံမသွားခဲ့ရအောင်အခုခြားတော့မှအာနာသိန်းခံပြီးတော့မှသူရင်လှုပ်ချင်တဲ့ပုံစံမျိုးလှုပ်ပြလိုက်ရတယ်။ညီမပေါ့နော်တခါကျရင်ကျွန်တော်တို့ကတမာယိုးကြသွေးတာတွေရှိတာပေါ့နော်။ဟာကိုလှုပ်ချင်တာကိုသူများလှုပ်ရတာမကောင်းဘူးလားဆိုရင် စဉ်းစားကြည့်ပေါ့ဗျာတခါကျရင်ကိုကဒီအလုပ်ကိုလုပ်ပြီးမယ်စမ်းသားရှိတယ်လုပ်ပြီးဖို့လည်းရည်ရွယ်ထားတယ်အဲ့ချိန်မှာလူတယောက်ကိုဟောဒါလုပ်လိုက်စမ်းကွာဘာညာလို့ပြောရင်ကိုမလုပ်ချင်တော့ပါဘူးတကယ်လို့အဲ့ဒီဟောကန်လန်လို့ရမယ်လုပ်မလုပ်ပြီးပဲနေလို့ရမယ်ဆိုရင်မလုပ်ပြီးပဲနေလိုက်ရပါအဲ့လိုလူတွေရဲ့စိတ်ကြပါတော့။ဘယင်းဆိုလို့ရှိရင်ပို့ပြီးတော့စိုးမှာပေါ့နော်။သူနှစ်ကိုတော့ကဒီစနစ်နဲ့သွားမယ်လို့ပြောတယ်။ဒါပေမဲ့သူ့လက်မခံကြဘူး။အခုချိန်မှာအာနာတဲပြီးတော့ပေါ့နော်။သူ့စီအာနာကို လူယူလိုက်သလိုခံစားရတယ်။သူငွေကိုတောင်ပေးဖို့ရည်ရထားပြီးသားပဲ။အခုတော့လူယူသလိုခံစားလိုက်ရတဲ့အတွက်ကြောင့်မလို့သူ့မှာလည်းပဲဒီလူဝဲမန်တတိကအောင်ဖြစ်တာမျိုးရှိမှာပဲပေါ့နော်။အဲ့လိုမျိုးကျွန်တော်တွေ့ပြီးပါတယ်။အားကြောင့်လည်းပဲဒီအာနာတိန်ခံရင်းနှစ်နှစ်သုံးနှစ်လောက်အကြံပါပဲ။နန်းဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းဘယ်လောက်တောင်ဖြစ်သွားလဲဆိုရင်ဒီနန်းဆုံးပြီးတော့အင်္ဂလန်မှာသွားနေလိုက်ပါတယ်။ဒါမှမပြန်လာတော့ဘူးပေါ့နော်။ဒါကသူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုချင်းစပြီးတာပေါ့နော်။သူကိုယ်တိုင်ကစီမင်းခန့်စနစ်ကိုသွားခြင်းနဲ့ဒါပေမဲ့ဒီနန်းတွေအတိုင်းဝိုင်းอ่ะပေါ့နော်။ အာလက်မခံတဲ့တော့ကြောင်းမသွားလိုက်ရဘူးအခုချိန်မှာအာနာတိတ်ပြီးတော့ပြီးလိုက်ရတဲ့ခါကျတော့ तू ကတိကောက်ဖြစ်သွားမလားဆိုတော့ကိုချင်းစာမိတာပေါ့နော်နောက်တစ်ခွဲကျတော့ तू အာနာဆုံးတဲ့အချိန်မှာပေါ့နော်တက်လာတဲ့အစိုးရကို तू ဝေဖန်ခဲ့တာရှိပါတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီတဲ့ရခင်ကကြစ်တုံးခဲ့တော့အခွင့်အာနာများကိုပြည်သူလူထုတစ်ရက်လုံးကိုဆွန့်လွတ်ရန်ဆန္ဒရှိတော်လဲမိသူတူတယောက်ဒါမှမဟုတ်မိသည့်အုပ်စုကိုမဆိုးပြည်သူဤဆန္ဒကိုနားမထောင်ပဲအာနာစင်စစံအုံပြရန်အတွက်ပေးအပ်ရန်ဆန္ဒမရှိဆိုပြီးတော့ အစိုးရဝေဖန်ခဲ့တာပါဒါကိုကြည့်မယ်ဆိုရင် तू ကသူ့စီကအာနာလူကြီးတော် မကြိုက်ခဲ့တာလဲပါနေတလို့နောက်တစ်ခုကစေအုပ်စုပေါ့နော်စေအုပ်စုကတိုင်ငယ်တဲ့အာနာကြီးစိုးလာတာကိုမကြိုက်ဘူးဆိုတော့ထင်ရှားပါတယ်ဒါပေမဲ့ तू ကအနောက်နိုင်ငံကိုပညာသင်လာတဲ့ပညာတတ်တယောက်ဆိုတာကိုမေးလို့မရဘူးပေါ့နော်အနောက်နိုင်ငံရဲ့စံနှုန်းတွေနဲ့ तू လက်ပြန်တိုင်းပြီးတော့ဒီစကားကိုပြောခဲ့တာလားပေါ့နော်အဲ့ဒီချိန်နဲ့စပြီးတော့ပဲထိုင်းနိုင်ငံကဒီစစ်တပ်ကပေါ့နော်อืมနိုင်ငံရေးထဲမှာကြီးစိုးသွားတယ်လို့ပြောလို့ရတာပေါ့နော် ခုချိန်ထိကိုထိုင်းစစ်တပ်ကအစိုးရတွေကိုပေါ့နော်ကြိုက်တဲ့ချိန်အာဏာသိမ်းလို့ရတဲ့အနေအထားကိုရှိနေတာပါအလုံးက1935ခုနှစ်သူနန်းစွန်းသွားပြီးနောက်မှာတော့သူရဲ့တူပေါ့နော်အနန္ဒမဟီတော်ကဘုရင်ဖြစ်လာပါတယ်အဲ့ဒီချိန်မှာတော့အဒီအနန္ဒမဟီတော်က10နှစ်သားပဲရှိပါသေးတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ပြီးဒီမှာပြောသွားမှာပါဘာဖြစ်လို့လဲဆိုတော့သူကကြတော့စီမင်းခံဘုရင်စနစ်နဲ့တက်လာတယ်ပထမအောင်ဆုံးဘုရင်ဖြစ်နေတာပေါ့နော်နောက်တစ်ခါလှုပ်ချန်ခံလိုက်ရတယ်သူကသူတက်တည်တယ်လည်းပြောတယ်လှုပ်ချန်တယ်လို့လည်းပြောတယ်အခုချိန်ထိကို အမေးပြောက်ခံရတဲ့အကြောင်းဖြစ်နေပေါ့နော်ဒါနိုင်ငံကြီးအကြောင်းတွေမှာထည့်ပြောအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘီယင်စနစ်နဲ့နည်းနည်းခွဲပြောချင်းတဲ့အတွက်နောက်ပြီးချိန်မှာကျွန်တော်ပြောပါမယ်ဆိုတော့ Chakuri Minset ရဲ့9ရောင်မြောက်ရောင်မ9ပေါ့နော်ဒီ browser deep အကြောင်းဖိုင်နေတင်ငန်းစာကြီးရလိုက်တာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့သူအာနာသိမ်းခံရတဲ့အချိန်မှာအာနာသိမ်းတာကိုမလို့ချင်းတဲ့စစ်တပ်တွေအများကြီးရှိတယ်စစ်သားတွေအများကြီးရှိတယ်ပြည်သူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအာနာသိမ်းချင်းတဲ့စစ်တပ်အာနာသိမ်းချင်းတဲ့ပြည်သူတွေနဲ့အာနာသိမ်းတာကိုမတရားဘူး အာနာသိန်းအောင်မကြိုက်တဲ့ပြည်သူတွေနဲ့စစ်သားဘာကွာသွားလဲဆိုလို့ရှိရင်အာနာသိန်းချင်တဲ့စစ်တပ်ကကြတော့သူတို့လုံးစရာရှိတာကိုလုပ်တယ်သူတို့သိန်းစရာရှိတာကိုသိန်းတယ်သူတို့ထိန်ချုပ်စရာရှိတာကိုထိန်ချုပ်ပြီးတော့သူတို့ဖမ်းစရာရှိတဲ့လူတွေကိုဖမ်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအာနာသိန်းအောင်လက်မခံတဲ့စစ်သားတွေကကြတော့ဟာဒါမတရားလို့ဝါဒီလူတို့မလုံးသိမှာဘူးကွာဆိုပြီးတော့ထန်ကြည့်နေကြတာပါသူတို့ကတော့ဒီအာနာသိန်းလူသွားလည်းမကူညီဘူးသူတို့လည်းဝင်မပါဘူးဒါပေမဲ့သူတို့ကထန်ကြည့်နေကြတာပါအဲ့ဒါကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းပဲတွေ့ရလေးရှိပါတယ် ကျွန်တော်ပတ်ဝန်းကျင်လူရောက်တယောက်ခေါ်မိလိုက်ပါလူကောင်းဖြစ်ကျင်လားလူဆိုးဖြစ်ကျင်လားဆိုရင်လူကောင်းတွေပဲဖြစ်ကျင်တာပါဥပမာကျွန်တော်ပြောပြပါမယ်တောင်တထောင်မှာရှိတဲ့တစ်ပင်တွေကိုခုတ်ပြီးရောင်းမယ်အဲ့ဒီတောင်မှာတက်တူတွေထွက်တဲ့အတွက်အဲ့ဒီတောင်ကိုလည်းပဲတူးပြီးတော့ရောင်းလို့ရမယ်ဆိုရင်ရောင်းမလားဆိုပြီးတော့မြမပီတူရောက်တယောက်ကိုမေးကြည့်မယ်ဆိုရင်69ကျောင်းမလောက်ပါဘူးဒီတောင်မှာရှိတဲ့တစ်ပင်တွေခုတ်ပြီးရောင်းမယ်ဆိုရင်ငါချမ်းသာအောင်မယ်အကျိုးမြတ်အများကြီးရမှာတော့တည်ကြပါပဲလူပဲအတည်ရအောင်ဗျာဒါပေမဲ့ဒီတောင်မှာနေတဲ့ဒီတောင်ကိုမှီတင်းနေထိုင်ကြတဲ့ဒီတောကိုမှီတင်းနေထိုင်ကြတဲ့ တာရဲတရေးဆန်ဒီဒုက္ခရောက်သွားမှာပြီးရင်တဘာဝဘေးအန္တရာယ်တွေရင်ဆိုင်လာရမှာကြောင့်မလုံကြပါဘူးနောက်တစ်ခုကတောင်ကြီးကိုဖြိုးပြီးရောင်းလိုက်မှဆိုရင်တောင်ဆိုတာတောင်တောင်ဖြစ်ဖို့နှစ်တန်းနဲ့ချီပြီးစောက်ရတာပါအဲ့တော့ဒီတောင်ကြီးကိုဖြိုးပြီးရောင်းမှဆိုရင်၄ခါနဲ့အတွင်းအတွင်းချက်ကြီးဖြစ်အောင်ကိုဖြိုးပြီးတော့ရောင်းလို့ရပါတယ်ဒါကျွန်တော်တို့ရှိမှလည်းပဲတာတကားတွေရှိတာပါနော်ဒါပေမဲ့အဲ့ဒါကိုမင်းကိုကြိုးစည်းဖို့အတွက်လုံးမလာလို့မေးရင်အာကျွန်တော်တို့ထင်တယ်ကျွန်တော်တို့မြန်မာပြည်သူပေါ့နော်အယောက်100မှာ99ရောက်တော့မလုပ်ဘူးလို့ပဲညင်းပါပါဒါပေမဲ့ တယောက်ကြောင့်လှုပ်ပါတယ်သူရဲ့ကိုကြိုးပေါ့နော်အကျိုးစီးပွားအတွက်တစ်တေကိုခုတ်ပြီးရောင်းတယ်တောင်ကြီးကိုလည်းဖြိုပြီးရောင်းပါတယ်ဒါပေမဲ့ခုနကမလှုပ်ဘူးဆိုတဲ့99ယောက်ကအဲ့တယောက်ကိုမတားပါဘူးသူတို့တော့မလှုပ်ဘူးသူတို့ကတော့ဖြူစင်းတယ်ဘာမှမလှုပ်ဘူးဒါပေမဲ့လုံနေတဲ့လူကိုလည်းပဲသူ့စည်းနဲ့သူ့သွားမှာပါကွာဆိုပြီးတော့လွတ်ထားပါတယ်အဲ့ဒီပုံစံမျိုးပဲဒီအာနာသိန်းနဲ့စစ်တပ်ထဲမှာထန်းနိုင်ငံအာနာသိန်းတော်ပေါ့နော်ထန်းနိုင်ငံအာနာသိန်းနဲ့စစ်တပ်ထဲမှာလည်းစစ်တပ်ကသူတို့ဦးဆောင်ပြီးအာနာသိန်းတော်ကိုမကြိုက်တဲ့စစ်သားတွေအများကြီးရှိပါတယ်ရာခိုင်နှုန်းရဆိုပို့တော်များအောင်ပါဒါပေမဲ့သူတို့ကဘာလုံးနေလဲဆိုတော့ဟာဒါကတော့မလုံးသိမှောက်ဘူးကွာဆိုပြီးတော့ ရက်ကြည့်နေကြတာပါခုနကအာနာသိန်းနဲ့စစ်အရာရှိငယ်တချို့ကကြတော့သူတို့လုံးစရာရှိတာကိုလုပ်တယ်ဖမ်းစရာရှိတာဖမ်းတယ်သိန်းစရာရှိတာကိုသိမ်းပါတယ်ပြောချင်တာကကျွန်တော်တို့ပတ်ဝန်းကျင်မှာလူစုနဲ့လူကောင်းပဲတာများလဲဆိုရင်လူကောင်းများပါတယ်ဒါပေမဲ့မတရားတာကိုလုပ်တဲ့လူကသူတို့လုံးစရာရှိတာကိုလုပ်နေပါတယ်တရားတာကိုလုပ်တဲ့လူကကြတော့သူစေးနဲ့သူတော်မှာခွာဆိုပြီးတော့အဲ့ဒီမတရားလုပ်နေတော့ထိုင်ကြည့်နေတာပါဒီပြင်အကြောင်းကိုဖတ်ရင်လည်းကျွန်တော်ရလိုက်တဲ့သင်ခန်းစာတစ်ခုကကြတော့ ကျွန်တော်တို့ပတ်ဝန်းကျင်လူတွေကမတရားတာတော့မလုပ်ဘူးလုံးဝဖြူစင်ကျင်ကြတယ်ဒါပေမဲ့မတရားလုပ်နေတဲ့လူတွေကိုလည်းမတားပါဘူးအဲ့ဒီရဲ့နောက်ဆက်တွဲအနေနဲ့မတရားလုပ်တဲ့လူတွေရဲ့လွှမ်းမိုးခြင်းကိုခံရတယ်နောက်ဆုံးဒီမတရားတာမလုပ်ဘူးဆိုတဲ့လူတွေကိုယ်တိုင်ဒီမတရားမှုကိုကျူးလွန်တဲ့သူတွေရဲ့လောင်းရင်အောက်ကိုရောက်သွားကြပါပဲခင်ဗျာဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတာတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းမှာလည်းဆက်ပြီးပါမယ်